ျွန်တော်ဒီလီနိုဗိုမားသားပုံတွေပေါ့နော်အဲဒါကတော့နည်းနည်းမိုက်ရနော်ကျွန်တော်ဒီမှာအဲ generation နေနဲ့ပြောရရင်ပန် generation နေနဲ့ပြောရကျွန်တော်ကဟိုပါပေါ့တိတ်ပြီးတော့မှအိုက်ဂျန်နေရတာမဟုတ်ပန်နီယန်လေးပဲရှိမယ်နော်အဲလာတော့ကသူ့ရဲ့ error ပေါ်မှာနိုးတယ်ပေါ့နော်ရုံမတက်တာဘုံမတက်တာပေါ့နော်ဘုံမတက်တဲ့ error မှာ really အဖြစ်ရှာလိုက်တဲ့ခါမှာအဲကျွန်တော်တို့ဒီဒီမှာတော့စကားမှာ really တွားနေတဲ့အဲကျွန်တော်တို့ဒီ level ပေါ့နော် level ဆိုတာ အရေးကြီးတဲ့ main point တွေ supply level reset level signal ဆိုတဲ့ state all power ဖြစ်မှာကျွန်တော်တို့ကစက္ကန့်ရနေတော့မှာเนาะရုပ်တက်မှာပေါ့เนาะဘုတ်တက်တာပေါ့အဲ့တော့ဒီအခု error ကကျွန်တော်တို့အဲ့ဒီ second level ပေါ့เนาะ reset signal ဆိုတဲ့ level မှာတွားပြီးတော့မှဘယ်နေရာမှာ error တက်တာလဲဆိုတော့เนาะအဲ RAM CPU နဲ့ဒီ RAM slot မှာပလာတဲ့ driver reset communication မှာ missing ဖြစ်မယ်နောက်တစ်ခုက နောက်ကကျွန်တော်တို့ဒီ CPU ဒီ CPU ရဲ့ internal ထဲမှာရှိနေတဲ့ RAM module ဆိုတဲ့ဒီ RAM card နဲ့ထွက်တဲ့ဒီကောင်းကျော် DDR3 normal ပေါ့နော်1.5 volt 1.5 volt ကနေပေါ့ကျွန်တော်တို့ဒီ CPU ရဲ့ RAM module system memory ကိုတွားပြီးအလုပ်လုပ်ပြီးမှကောင်းပါလေအဲ amazing ဖြစ်နေတယ် switching session လေးပါလေတစ်ခုအဲ့ဒါတော့ပေါ့နော်အခုကတော့ဒါကျွန်တော် repair လုပ်တာ ST ပေါ့နော်ဒီမှာ set ကြည့်တော့ဒီနောက်မှဆိုရင် ဒီ U3 ဆိုတဲ့ကောင်ကိုကျွန်တော်တို့က CPU နော် CPU ရဲ့ဒီတော့ switching ဖြစ်ပြီးတော့မှာ RAM ကအနေပြီးတော့တော်တော်1.5ဘူးတွေက switching ဖြစ်သွားပြီးတော့မှာဒီ CPU ရဲ့ internal system memory ပဲနော်တွားပေးပါဘူးနော်ဒီကောင်လည်း amazing ဖြစ်မယ်အဓိကကတော့ဒီမားသားဟုတ်မှာအဓိက error ရ resistor ရေကျွန်တော်တို့အဓိက flaw ဖြစ်နေတာတွေ့ရတယ်မယ်နော် okay အဓိကကတော့ဒီတန်းမှာကျွန်တော်တို့ချက်ရှိမှာပေါ့နော် ီမှာဆိုရင်ကျွန်တော်တို့တွေက generation အရင်မမြင်တဲ့အတွက်ဒါ switching mode ဆိုတာဒီပေါ့နော်အဲ mode သုံးထားတဲ့ really 1.5ဘူတွေနော်အဲ mode gate ကိုဖွင့်ပေးမယ်1.5ဘူတွေ CPU VDD ယူဆိုနော် CPU ရဲ့ကျွန်တော်တွေက system memory ကို twice supply ပေးမှာပေါ့နော်အဲ့တော့ဒီနေရာမှာ V plus VSV ဆိုတာဒါ90ဘူတွေကိုနှိမ့်ရှင်းပြီးတော့မှရှေ့မှာလာပေးထားတာနောက်တစ်ခုကဒီနားမှာ buyer တက်နေတယ်ဆိုတော့ ျွန်တော်တို့နိုင်ဒီကိုတွေကဒီမှာရှိတယ်ဒီဘက်ကနိုင်ဒီကိုတွေမရောက်ဘူးဒီအောက်ကကောင်ကလည်း not switching switching လာဆိုရင်ကျွန်တော်တို့ကတော့ gate ပြန် ground ဖြစ်နေမှာဖြစ်တဲ့အတွက်ဒီနေ့ chain နဲ့တူဒီမှာလည်း resistor fault ခုဖြစ်မယ်နောက်တစ်ခုချက်ကြည့်မယ်နော် power လေးတစ်ချက် no ကြည့်မယ်နော် power ချက် no စမ်းရအောင် ampere ကပထမ stage က940လောက်မှာပဲရက်နေပြီနော်အဲကျွန်တော်ကရုပ်တက်တာပါနော်သူကတော့ကျွန်တော်ကတော့14 ကျော်ကျော်အောင်လဲကျွန်တော်တို့ကက်လော့နန်းတော့လည်းမင်းပါမယ်နော်အဲအဲ့ဒါရ very easy ဖြစ်တယ်လို့တော့မဟုတ်ဘူးနော်နည်းနည်းပါကျွန်တော်တို့အချိန်အားတော့တော်တော်နော်45မိနစ်ပြီးလဲအောင်နော် okay ချက် low side ကြည့်အောင် okay နော်ဒီကတော့ကျွန်တော်ရုပ်တက်ရုပ်တက်တဲ့ state လေးကိုပြတာပါနော်အဲ step by step really တွားတာပါနော်ကျွန်တော်အားလုံးတက်ပြီးစမ်းကြည့်အောင် okay fine เนาะဒါပေမဲ့အဲတခြား error လေးတော့ရှိအောင်မယ်เนาะ window မှာ keyboard ကြီးနေတာပေါ့เนาะဒါလေးကျွန်တော်ဆွဲကြည့်တာ okay all fine